အကုတ်ဖြစ်သူနဲ့စိတ်တက်အကျင့်မတူတဲ့ပိုင်တကော့ညီရှင်ဖုံးပြည့်အကြောင်းကိုခြောက်ပြလိုက်တဲ့ချစ်သူခင်မင်းခအနုပညာလောကမှာပိုင်တကော့ဆိုတာကတော့အလုံးကလေးစားအကြအသိမှတ်ပြုရတဲ့အမျိုးသားအကောင်တစ်ယောက်ကပိုင်တကော့ဟာစင်နာတတ်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားသလိုအလူအတန်းရဲ့ယောကစိတ်ကောင်းစေတနာရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကပိုင်တကော့ရဲ့စိတ်တက်အကျင့်ဇာရိတာအကြီးအချင်းတွေကိုချီးကျူးအသိမှတ်ပြုကြတာပါ။ ဒီလိုမျိုးအကိုဖြစ်သူပိုင်းကွန်ရဲ့စိတ်ထားနဲ့လာလာမမတူလို့လူပြောများနေရာကတော့ညီဖြစ်သူရှင်ဖုံးပြေးပါ ရှင်ဘုံကြီးဟာပိုင်းတကွန်ရဲ့ညီအရင်ဆိုပေမဲ့ပိုင်းတကွန်ရဲ့စိတ်ထားနဲ့နည်းနည်းလေးတောင်မတူလို့လူပြောများနေရဖြစ်ပါတယ်။အခုခါမှာပိုင်းတကွန်ရဲ့ညီရှင်ဘုံကြီးဟာသူနဲ့အတူနေချစ်သူအပေါ်မှာလမ်းခွဲတာမမရင်ရင်ပြောတာတွေလှုပ်ချောင်းရှင်ဘုံကြီးရဲ့ချစ်သူမက်ခင်မင်ခါကပြောဆိုလာခဲ့ပါတယ်။မက်ခင်မင်ခါကသူမကိုမိသားစုအတိုင်းဝိုင်းတွင်တကယ်ချင်းအတိုင်းဝိုင်းတွေဘက်ကပိုင်းတကွန်ရဲ့ညီရှင်ဘုံကြီးနဲ့မတွဲဖို့အတွက်အတန်တန်တားနေကြတဲ့ကသူမဘက်ကယုံစားကတွဲခဲ့မိကြောင်းဒါပေမဲ့သူမကအချက်တခုကိုကိုးကွယ်ပြီးတော့ပိုင်းတကွန်ရဲ့ညီရှင် ုံးပြင်းတဲ့အတူတူနေခဲ့ကြအောင်ဒါအပြင်သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုလည်းလူသိရှင်ကြားချပြကတွဲခဲ့ပေမဲ့အခုချိန်မှာတော့ဘိုင်းတကွညီရှင်ဖုံးပြင်းရဲ့အကျဉ်းစရိုက်ကိုတီးမခန့်နိုင်လို့ဆက်မပေါင်းနိုင်တော့ကြောင်းပြောလာတာပါပရိသတ်တွေကတော့တဦးတုံစင်းညီကိုဖြစ်ပေမဲ့ဘိုင်းတကွနဲ့လာလာမှမတူပဲရှင်ဖုံးပြင်းရဲ့အကျဉ်းစရိုက်ကိုပြောနေကြတာဖြစ်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။